ဒီဇိုင်နာလုံးမှလားဒရက်တာလုံးမှလားကိုနဲ့ကရောဘယ်လမ်းကြောင်းကပို့ပြီးတော့တင့်တော်မှာလဲကိုကိုတိုင်ကရောဘယ်ဟာကိုရွေးချယ်မှာလဲအားလုံးမင်းမင်းတော်ခင်ဗျကျွန်တော်ရဲ့ self learning channel ကနေအားလုံးကို native စာအပြင်လဲကျဆလိုက်ပါတယ်အဒီနေ့မှာတော့ကျွန်တော်က engineering နေပြင်မှာ designer နဲ့ drafter ဘယ်လိုကွာခြားလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီဇိုင်နာဆိုတာဘာလဲဆိုတာကိုအရင်ပြတာကြည့်ပါမယ်။အဲ့တော့ဒီဇိုင်နာဆိုတာဘာလဲ။ဒီဇိုင်နာဆိုတာကတော့ကျွန်တော် product design အသက်တစ်ခုထုတ်တာဖြစ်ဖြစ်ဒါမှမဟုတ်ရှိပီးသား product တစ်ခုကိုပေါ်ပြီးတော့ efficient ဖြစ်အောင် design အသက်တစ်ခုဖြစ်ဖြစ်ပုံစံတစ်မျိုးပြောင်းပြီးတော့ update လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာကျွန်တော် concept အသက်တွေချက်ဝင်စဉ်းစားဖို့တော့ တောင်းရှိတာဖြစ်ပါတယ်ပြောရမစင်ဒီဇိုင်နာတွေအနေနဲ့ focus ထားတာကတော့အရာဝတ္ထုတွေကဘယ်လိုမျိုးလုပ်လုပ်တယ်ပြီးတော့သူတို့ကဘယ်လိုမျိုးတိဆောက်တင်နေဆိုတာကို focus ထားတာဖြစ်ပါတယ်ဥပမာပြောရမစင် mechanical designer တယောက်ကသူထုတ်ထုတ်ခြင်းနဲ့ machine တစ်ခုဖြစ်ဖြစ်စိတ်ပိုင်းတစ်ခုကိုဖြစ်ဖြစ်အဲ့ဒီတော့သူက idea သက်တွေထုတ်မယ်ပြီးတော့အဲ့ဒါကဘယ်လိုမျိုးအလုံးလုံးမယ်ဆိုတာကိုသူက concept တွေစဉ်းစားရတာဖြစ်ပါတယ်အဲ့တော့ကိုကတကယ် ကောင်းမွန်တဲ့ design layout ဖြစ်ချင်လေဆိုရင်ကိုယ့်ရဲ့ skill တွေက creativity တော့တီထွင်ဖန်တင်းနိုင်မှုတွေ problem solving တွေပြီးတော့ဒီ engineering principle တွေကိုကျွမ်းကျင်ဖို့လိုအပ်ပါတယ်ပြီးတော့သူတွေက CAD software တခုခုကျွမ်းကျင်ဖို့လိုအပ်ပါတယ် designer အများစုကတော့ CAD software တွေဖြစ်တဲ့ SolidWorks ရဲ့ပြီးတော့ Autodesk Inventor ရဲ့ Fusion 360ရဲ့ပြီးတော့ Revit ရဲ့အဲ့လိုမျိုး 3D software တွေကိုသုံးကြတာများပါတယ်โอเคနောက်ခုကကျွန်တော် drafter ဆိုတာပါလဲ ဒရမ်တာဆိုတော့ဒီဇိုင်နာတွေရဲ့ concept တွေကိုယူပြီးတော့အဲ့ဒီအရာတွေကို manufacturing down မှာ construction တို့က technical drawing တွေကိုပြင်ဆင်ရတဲ့သူတွေဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီဇိုင်နာကနေချပစ်လိုက်တဲ့ concept တွေကိုတောင်းပေါ်အိုင်ဒီယာတွေရော dimension တွေတိတိကျကျနဲ့ပြင်ဆင်ပြီးတော့ကျွန်တော်ဒီ production အတွက်သင်ဖြစ်အောင် technical drawings တွေပြင်ဆင်ပေးရတာဖြစ်ပါတယ် အဲ့တော့ grab လောက်အကောင်တယောက်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်လိုအပ်တာကတော့တိကျမှုရယ်ပြီးတော့ technical drive တိုင်းကျွမ်းကျင်ဖို့လိုအပ်မယ်ပြီးတော့ engineering standard တွေကိုလည်းသိရှိထားဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ခြုံပြီးပြောရမယ်ဆိုရင်တော့ designer တွေက T-Travel တင်းမှုပေါ်မှာ focus ထားပြီးတော့ drafter တွေကတော့အဲ့ဒီနေရာတွေအားလုံးကတိကျပြီးတော့သိစိတ်ဖြစ်အောင်လုပ်ပြရတာဖြစ်ပါအဲ့တော့ကျွန်တော် engineering နေပယ်မှာဒီ role နှစ်ခုစလုံးကရေးကြည့်တဲ့ခန့်ကဏ္ဍနဲ့ပါပါတယ်အဲ့တော့ကျွန်တော်ဒီနှစ်ခုကိုကြည့်ပြီးတော့ ကောဒီဇိုင်နာလုံးမလားဒီဇိုင်နာလုံးမဆိုရင်ဘေဟာကိုဘေဟာဒီကိုလေးတာထားတဲ့လေဒါမှမဟုတ်ဒရက်တာလုံးမလားဒရက်တာရဲ့စဉ်းစားကောဘေဟာလောက်လေးတာထားရင်ရမယ်လေဆိုတော့သိရှိသွားပြီဖြစ်ပါတယ်ဒီနေမှာထပ်ပြီးတော့ကျွန်တော်အနေနဲ့ကြံပေးချင်တာကတော့ဒီဇိုင်နာလုံးမပဲဖြစ်ဖြစ်ဒရက်တာလုံးမပဲဖြစ်ဖြစ်အင်္ဂလိပ်စာလေးတာသိချင်ပါတယ်အဲ့တော့အင်္ဂလိပ်စာကိုကျွန်တော်ကအရေးဖက်နှစ်ခုလေးမဟုတ်ဘူးကွာအပြောပါတေချာလေးကျွမ်းကြံအောင်လေးလာတင်နေတော့ကြီးစားပါတယ်အဲ့ဒီခါမှကျွန်တော်တို့က နိုင်ငံတကာနဲ့ဆက်သွယ်ပြီးတော့ကိုယ့်ရဲ့ဝင်ငွေကိုပို့ပြီးတော့ကောင်းအောင်လုပ်နိုင်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တိတန်တိုင်းပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ market ကဒီ position တွေအတွက်အရန်ကိုနေပါတယ်လို့ပြောလို့ရပါတယ်။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ဆောင်ရွက်ကြပါမယ်။တာယာလှပတဲ့နေရာလေးတစ်ခုကိုဝိုင်းဆိုင်နိုင်ကြပါလိမ့်မယ်။